ခံစားမိတာပေါ့ခံစားလဲခံစားမိတယ်ယုံလဲယုံကြည်တော့တာပေါ့နော်ဒါသုံးချိန်တိုင်းတိုင်းဘုံဘုံတို့အိမ်မပေးထားတာဆိုတော့လည်းပဲအရင်ဆုံးတော့စင်ကြည့်ရတာပေါ့နော်စင်ခိုင်းကြည့်ရတာပေါ့နော်စင်ခိုင်းကြည့်ပြီးကမှတွေ့ကံမှပဲဘုံဘုံတို့ဟိုစီမံဆောင်ရွက်ရတာပါကြုံတွေ့ရတဲ့အခက်ခဲတော့ဟိုပါမဖြစ်ဘူးပေါ့နော်ဘုံဘုံတို့တို့အိမ်မထဲမှာလည်းပဲအန္တရာယ်မဖြစ်အောင်တို့ကူညီဆောင်ရှောက်မယ်လို့ပြောပါတယ်ပြောတဲ့အတွက်ကြောင့်မလို့ဖုန်းဖုန်းတို့မာသိဉ္ဉံအကျက်နေမှာပဲဖုန်းဖုန်းတို့စဉ်းနှကောင်းနဲ့ဆွဲတာ ဒီချင်းဘလောက်ကြီးတွေနဲ့ချင်းဘလောက်ကြီးတွေရောတန်ကြိုးကြီးတွေနဲ့ဆွဲတာကိုည၈နာရီအထိပေါ့နော်ဘုံတို့လုပ်ငန်းစနေတာလုပ်ငန်းလုပ်နေတာပေါ့လို့တော့တချမ်းမှာကဘုံတို့တန်ကနှစ်ပါသုံးပါထိုင်နေတချမ်းမှာတကာတွေလည်းရှိတယ်ချင်းဘလောက်ဆွဲတဲ့ဒီမအူပင်တပင်ရှိသေးတာပေါ့နော်အဲ့မအူပင်အနေမှာဆွဲရင်းဆွဲရင်းနဲ့ကိုချင်းဘလောက်တွေအကုန်ပြတ်ထွက်တာ တက်ထွက်တဲ့အခါဘုန်းတို့လူအုပ်စုနှစ်အုပ်စုရဲ့ဂျားထဲမှာဒီချင်းဘလောက်တွေဘုန်းတို့ဘသူ့ကိုမှအန္တရာယ်မဖြစ်ခဲ့ဘူးပေါ့နော်ဒါတော့ထူးခြားမှုတစ်ခုပဲပေါ့နော်လုပ်ငန်းတော့ခက်ခက်ခဲခဲတော့မရှိပါဘူးခက်ခက်အနောက်ချက်မရှိဘူးပေါ့နောက်ချက်ကင်းကင်းဖြစ်ခဲ့တယ်နောက်တစ်ခုထူးခြားမှုကတော့ဘုန်းတို့အဲ့ဒီအချိန်က16ရက်နောက်ပိုင်းမှာဘုန်းတို့မိုးလေဝသပေါ့နော်မိုးလေဝသရာသီဥတုအနေနဲ့ဆိုရင်မှောင်တိုင်းရှိတယ်လို့လည်းပြောထားတယ်ရှိတယ်အဲ့အချိန်မှာအုတ်ကံမှာမိုးရွာတယ်ဘုန်းတို့လုပ်ငန်းအတော်တွေမှာမိုးမရွာဘူး9ရက်လုံးလုံးမိုးမရွာဘူးပေါ့အနည်းဆုံး9ရက်လုံးလုံးမိုးမရွာဘူး အဲ့လိုမျိုးဖြစ်တယ်။နောက်အခက်ခဲတော့မရှိဘူးပေါ့နော်။အခက်ခဲမရှိခဲ့ဘူးပေါ့လေ။အဲ့တော့တောင်ကြချောင်းရင်နောက်ဆုံးရက်မှာဆိုရင်ခုံမုံတို့ဒါည9:45နာရီအထိ10နာရီပေါ့နော်။အကုန်လုံးပြီးစီဆိုရင်10နာရီကျော်သွားတာပဲ။အဲ့တော့ဒီ3ကြီးတွေအဲ့နေ့မှာပဲနောက်ဆုံး9ရက်မြောက်တဲ့နေ့မှာပဲအကုန်လုံးဒီအပိုင်းအပိုင်းလိုက်၄ပိုင်းလုံးအကုန်ပြတ်သွားတာ။၄ပိုင်းလုံးအကုန်ပြတ်သွားတယ်။ဒါထူးခြားမှုတစ်ခုပေါ့နော်။ပထမရက်တွေမှာခုံမုံတို့ဒါကိုဆဲမယ်ဆိုတဲ့အခါကျတော့ဘတ်ဖိုးတွေဒီမော်ဘီတိုက်ကြီးပေါ့နော်။ရန်ကုန်အထိတကယ် ဗဖိုးတွေကရိန်းတွေအဲ့ဒါတွေမှန်တယ်များဟုတ်လို့ငှားတာငှားလို့မရဘူးနောက်ဆုံးရက်ကြာကံမှာဒါလည်းရင်ဗဖိုးတွေအကုန်ရတယ်ဗဖိုး22တန်းအဲဗဖိုးတစီလည်းရတယ်အဲ့ဒါစီရောနောက်တစ်ခုဒီဟာတွေတင်ဖို့ကားလည်းပဲအဆင်သင့်ဖြစ်ခဲ့ကြတယ်အဲ့ဒါနောက်ဆုံးရက်မှာပဲဒီတုံးတွေအပိုင်းလိုက်အကုန်လုံး၄ပိုင်းလုံးပြတ်သွားတယ်နောက်ကားတွေအဆင်သင့်ဖြစ်လာတယ်ဗဖိုးတွေလည်းပဲအကုန်လုံးအကူညီဖို့အဆင်သင့်နေအကုန်လုံးရောက်လာကြတယ်ဗောနော်ဒါလည်းလည်းထူးခြားမှုတစ်ခုလို့ပြောလို့ရပါတယ်အဲကျေးဇူးတင်ပါတယ်